ားလုံးပဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါတယ်ဆရာညီသူရဲ့ချစ်သူကနနက်ခင်မြူနင်းကကျွန်တော်ဆိုတဲ့ဝတ္ထုလေးကိုဒီနေ့အတွက်အပိုင်း၁ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ချစ်သူကနနက်ခင်မြူနင်းကကျွန်တော်ပိုင်း ဘုံဘုံဆ ्याम ဆ ्याम တမီလမ်းလျှောက်လို့မရတော့ဘူးတမီကိုကယ်ပါဦးခြေထောက်မှာလဲသွေးတွေနဲ့ဟင်းဟင်းဟင်းဒါလွဲမယူနဲ့တော့လေထားခဲ့လိုက်ရွာထဲပြန်ပြေးလွဲထဲမှာအမီဝယ်ပေးထားတဲ့ဘလာစာကိုအစ်စ်လေးရှိတယ်ဆ ्याम ရဲ့ဘုံရှိုင်နေနဲ့စာတင်ခန်းတွေက မီးဆွဲလောင်နေပြီဘဲကလာမန်းမသိတော့ကြည်စံတွေဘုံစံတွေကြားမှာဆ ्याम ကတယောက်တည်း တပည့်တွေက အများအပြားကျောင်းလန်နိုင်နားမှာလဲကျနေသည့်ကလေးမလေးစီ အရင်သွားလိုက်သည် တွဲလျှောက်ဖို့စိတ်ကူးပြီးထူလိုက်၏ကျောင်းသူလေးလမ်းမလျှောက်နိုင်တော့ကျောင်းသူလေးကို ပွေချီပြီးမကြီးပင်အောင်မှထားလိုက်သည်လက်နက်ကြီးတန်တွေကိုအဆက်မပြတ်ကြားနေရသည်တိုက်ပွဲကမြမတက်မတော်နှင့် TNNA တို့၏တိုက်ပွဲနမ်ဆန်မြို့အနောက်ဘက်16မိုင်ခန့်အကွာရှိ ဟိုလက်ကျွေးရွာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ကျောင်းနှင့်မနီးမဝေးရွာတောင်ဖျားကိုလည်းလက်နက်ကြီးကြီးစံတွေကြသည်။စာသင်ခန်းထဲဝင်ပြီးလွဲအိတ်ယူနေသည့်ကလေးစီပြေးသွားရပြန်သည်။ဆ ्याम မတမီးကိုမထားခဲ့ပါနဲ့နော်။ဟင်း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 ဆ ्याम မအခြေခံပညာအထက်တန်းကျောင်းတီဘောမျိုးရှမ်းပြည်နယ်မြောက်ပိုင်းထမင်းစားစင်းချိန်ပြီး၍ကျောင်းပြန်တက်ချိန်ကနေ့လယ်တနာ ਈ ကျောင်းစင်းချိန်ကညနေ3:15နေ့လယ်7:00နာရီမှညနေ3:15အထိစာသင်ချိန်3ချိန်ရှိသည်တစ်ချိန်လျင်45မိနစ်စီနံပါတ်5 6အချိန်များဒီနေ့နနက်6:00နာရီအချိန်ကသမိုင်းအချိန်ဖြစ်သည်ဆရာမနေမကောင်း၍ခွင့်ယူထား၏အတန်းမှာဆရာမရှိကျွန်တော်စာသင်ရသည့်10တန်းစီကနှစ်ထပ်ဆောင်အပေါ်ထပ် အပေါ်ထပ်မှာက10တန်းအခန်း9ခန်းရှိ၏ A B C D E ရှေ့လာမှာ10တန်းစာမွေးပွဲကြီးရှိသည်ဆရာမလာတော့လဲကျွန်တော်တို့စီခန်းကခိုင်းလို့စူညံနေတာမျိုးမရှိ အတန်းသားတော်တော်များများကစာကြက်နေသည်ယောက်ျားလေးတွေကလည်းစာအုပ်နဲ့မျက်နှာအပ်ထား၏စကားပြောနေကြသူတွေလည်းရှိသည်သို့တော့တီးတူးပြောနေကြခြင်းသာဖြစ်၏ ခါတိုင်းဆရာမမလာသည့်အချိန်တွေမှာဆိုရင်ကျွန်တော် စာကြည့်နေလေးရှိသည်ဒီနေ့တော့စာကြည့်ခြင်းစိတ်မရှိ စိတ်ကလေနေသည်ကျွန်တော်ထိုင်ကုန်မှနေ၍အပြင်သို့လှမ်းကြည့်လိုက်သည် နေပူပူမှာကျောင်းလန်တိုင်ထိတ်ရှိနိုင်ငံတော်အလံကတလူလူလွင့်နေသည်အလံတိုင်ရှိမှာတော့မြေကွက်လက်ရင်းနေရာကိုကြော်၍ကြည့်လျင်ဘောလုံးကွင်းငယ်လေးဘောလုံးကွင်းကိုကြော်၍ကြည့်လျင်ငါးတန်းကျောင်းသားများ၏စာသင်ခန်းများ စာအန်တန်ကိုတဲ့တဲ့ကြာနေရ၏ငါးတန်းအခန်းတွေကိုကြော်၍ကြည့်ရင်မိထားတန်လန်းကိုမြင်ရသည် လာရှိုးနှင့်မန္တလေးတို့နေ့စဉ်ခုံမောင်းသည့်ယထာကဒီနေရာကိုဖြတ်သည်မန္တလေးတို့ဆင်းသည့်ယထာကမနက်10နာရီခွဲနာရီခန့်မှဖြတ်သည်လာရှိုးတို့တက်သည့်ယထာကညနေ ၃နာရီခန့်မှဖြတ်တန်းသည်။ကြောင်းချိန်အတွင်းယထားများဖြတ်သည်ကိုမြင်ရလေရှိသည်။တခါတရံနေခင်ပိုင်းမှာကုန်တင်ယထားတွေဖြတ်တန်းလေရှိ၏။ယထားတန်လမ်းဘက်ငေးကြည့်စဲမိခိုးတလူလူဖြင့်ဖြည်းဖြည်းချင်းခုံမောင်းသွားသောကုန်တင်ယထားတစင်းကိုမြင်ရ၏။ကြောင်းဝင်းထဲကကုတ်ကိုပင်မှလည်းတိရွတ်တွေမရှိတော့။ຫນွေဦးသည်လေးပွေငယ်အချို့ကိုခေါ်လာသည်။ ေးပွေးငယ်တစ်ခု၏ရင်ခွင်မှာတည့်ရွက်ကြွေတို့ကခုန်နေသည်ကိုလှမ်းမြင်ရ၏စိတ်အစဉ်တို့ကလေးပွေနှင့်အတူဥတီယာမဲ့လွင့်နေကြသည်ဝင်းကြီးပရိသရာဇာ၏နွေဦးကာလမြူထသောအခါဆိုသည့်ကဗျာကိုတတိယမိသည်ဗီတာခင်ညို၏နွေဆိုသည့်တခြင်းကိုလည်းကြားရောင်မိသလိုရှိလာသည်အကြည့်ကို စာတင်ခန်းထဲပြန်ရွှေ့လိုက်၏စပွဲပေါ်မှာအထုတ်တထုတ်ကို တွေ့ရသည် ကျွန်တော်ကြိုက်သည့် ်ဇီးထုတ်လေးဖြစ်သည်အပြင်ကိုငေးနေတော့ကျွန်တော်ဇပွဲဘော်ကိုတစုံတယောက်တော့သူကဇီးထုတ်လေးချပေးသွားခြင်းဖြစ်သည်ဇီးထုတ်လေးလာချပေးသွားသူကိုကျွန်တော်သိသည်လွေလွေနမီးရင်ကလွေပိုးဖြူဖြူ ကျွန်တော်ကသူ့ကို လွေးဟုသာခေါ်သည် သူကကျွန်တော်ကိုညီဟုခေါ်သည် တခါတရံမှာတော့ကျွန်တော်တို့ကနင်းနဲ့ငါဟုလဲတုံးတုံးပြောဆိုလိရှိတတ်သည် သူကတအောင်ပလောင်တိုင်းရင်သာ လွေးဟူသည်ကတအောင်ပလောင်တိုင်းရင်သာအမျိုးသမီးငယ်တို့၏ရှေ့တွင်တက်ခေါ်လေးရှိသည့်အမည်နာမဖြစ်သည်ဗမာတိုင်းရင်သာတို့ကအမျိုးသမီးငယ်တို့၏ရှေ့တွင်မတက်ခေါ်သည့်ပုံစံမျိုးဖြစ်သည် ကျွန်တော်ကလွေးကိုလှမ်းကြည့်လိုက်သည် သူကခုံတန်းရှည်လေးတန်းရှိသည့်အနက်ဒုတိယတန်းရှည်ဆုံးခုံမှာထိုင်သည် ကျွန်တော်ထိုင်သည့်နေရာနှင့်မျက်စောင်းထိုးကျွန်တော်ထိုင်သည့်နေရာက ခုံတန်းရှည်လေးတန်းရှိသည့်အထက်ကပထမတန်းထဲမှာပါသည် နောက်ဆုံးတန်းမရောက်ခင်တခုံသည်ကျွန်တော်နေရာဖြစ်သည်ပရင်းပေါက်ဘေးဖြစ်၏လွေးဘေးမှာကနွယ်နီဝင်းလွေးကကြောက်စာအုပ်တအုပ်ကိုစပွဲပေါ်တင်ပြီးစာကြည့်နေသည် သူ့ပါပြင်တချမ်းကိုသာကျွန်တော်မြင်ရသည် ဆရာစောကြီးဤကံဘောဇတို့ကြပြားထဲကပလောင်သူ နုရွှေပါနှင်းစီတဲ့လားဆိုသည့်ကြပြားစာသားကိုတတိယမိသည်ကျွန်တော်ကဗိုက်စာလာသဖြင့်ဇီးတုပ်ကိုဖောက်လိုက်၏ဟေးဟိုဟိုဘဲတို့ကိုစာလိုက်ပေးတယ်ကျောင်းသွားသည့်လမ်းပေါ်တွင်နန်းဒေဝီဆိုသည့်လဖေးဆိုင်တဆိုင်ရှိသည်ရတာရှိသောမုံမျိုးစုံလဲရသည်ဈေးလဲချိုသည် နန်းဒေဝီဆိုင်မှာလဖိရီတောင်းနေစဉ် လွေးရောက်လာသည်စပွဲမှာဝင်ထိုင်ပြီးနောက်ယောက်ျားလေးတယောက်ကသူ့ကိုစာလိုက်ပေးကြောင်းလွေးကပြောသည်နင်းလဖိရီတောင်းပါလားဟုကျွန်တော်မေးသည်မတောက်တော့ဘူးရေနွေးချမ်းတစ်ခွက်ငှဲ့ပေးပြီးသူ့ဘက်ကိုတိုးပေးလိုက်သည်လဖိရီတငုံတောက်သည်ရှင်နေချမ်းတငုံတောက်ပြီးနောက်အဇက်ကိုလက်တုပ်ပွားဖြင့်တုပ်လိုက်သည်လွေးကကျွန်တော်ကိုစိုက်ကြည့်နေသည်ဂျိုကြည့်ကြည့်နေခြင်းဖြစ်၏ကျွန်တော်ကရည်ကျင်သွားသည် ကဲပြောပါအောင်အန်တီလွေးဘသူကများစားလိုက်ပေးရလဲဗျဟိုပြောင်ကြီးပေါ့ဘဲပြောင်ကြီးလဲပြောင်ကြီးတွေကအများကြီးပဲရုပ်ဆိုးဆိုးနဲ့နဖူးပြောင်နဲ့ကြောကြောအောင်လားဒါမှမဟုတ်ဒွေးကြိုက်ဖန်းနေတဲ့မိဘုံပြန်ပြောင်ကြီးလားမိဘုံပြန်မိဘုံပြန်ဆိုသူရဲ့အမြင်ရင်းကကြော်ရင်ကျွန်တော်တို့ငယ်ငယ်ချင်းသူက၁၀န်းပြီငယ်ငယ်ကစားထဲမှာမိဘုံပြန်ဥကြော်ရင်ကြောင်းတင်ရသည်တို့နဲ့ကျွန်တော်တို့ကသူ့ကိုမိဘုံပြန်ဟု ခေါ်ခြင်းဖြစ်သည် ူကရုပ်ရှင်မင်းသားဒွေးနဲ့တူသည်မင်းကဒွေးထက်ချောတာပေါ့ဟုကျွန်တော်ကသူ့ကို စားလေရှိသည် ကျွန်တော်အပြောကြောင်လားမသိသူကကျွန်တော်တငယ်ချင်းမလေးလွေးကိုရီးစားစားပေးလေပြီဒီကောင်ကလူရှုပ်နေယူမလာရင်ပြရပဲလေယူလာတယ်အင်းနေမဲယူဆိုကောင်လေးတွေရီးစားစားပေးရင်ယူသားယူဟုကျွန်တော်ကလွေးကိုပြောဘူးသည် တမင်ရွက်ပြောခြင်းဖြစ်သည် သူက ကျွန်တော်ကိုပြန်ရွက်သည်ဖတ်ပြီးပြီမလား မဖက်ရသေးဘူး။ရော့ဒီမှာနင်းဖက်ကြည့်။အင်းငါ့ကိုကြိုက်တာမဟုတ်ဘူးလေ။နင့်ကိုကြိုက်တာလေ။ငါမှမဖက်ချင်တာနင်းမဲဖက်လိုက်။စားကြီးကတော့ပန်းတွေဝေဝေဆာဆာဖြင့်လှပနေသည်။အထဲကစားတွေကတော့မြည်တို့ရှိမြည်မသိ။စားကြီးပေါ်မှာကဝိုင်းဆက်သောလက်ရည်ဖြင့်တလုံးနဲ့ရေးထားသည်။လွေ။နောက်မှအေးစိတ်ဖက်မယ်ဟာ။ကျွန်တော်ကစာအိတ်ကိုယူပြီးလွဲအိတ်ထဲထည့်လိုက်သည်ခဏအကြာမှာကောင်လေးတယောက်ကျွန်တော်တို့ဇပွဲဝိုင်းမှာလာထိုင်သည် လွေးကထိုးကောင်လေးနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးသည်ဘီတောင်မျိုးသိန်းတဲ့လွေးတို့နန့်ဆန်ကပဲသူကကိုတန်းဘီကလွေးတီဘောရောက်ပြီးနောက်တလားလောက်မှသူလဲတီဘောပြောင်းလာတာအမျိုးတွေရှိလို့ခုလွေးကပြောသည်ဘီတောင်ဆိုတာကဘာအဓိပ္ပာယ်လဲလွေးခုကျွန်တော်မေးကြည့်မိသည်လွေးတို့တအောင်ပလောင်တိုင်းရင်းသားတွေထဲမှာမျိုးနွယ်စုတွေ73စုရှိတယ်ရူစင်ရူမန်ဆမ်လိုင်းတင်မကွန်ညာ မိုင်စီခုံဟောရူကောငွန်ယပိုင်နမ်ထေရန်ခုံရူဂွင်ဆိုတဲ့မျိုးနွယ်စုတွေပေါ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအများဆုံးနေထိုင်ကြတယ်လေဘီတောင်ဆိုတာကယောက်ျားလေးတွေရှေ့မှာတင်ပြီးခေါ်တဲ့နာမည်ပေါ့အဲဒီနေရာမှာစကားချက်အနေနဲ့လေသူရေးထားတာလေးတွေအတိုင်းကျွန်တော်ကဖတ်လိုက်တယ်နော်ဟိုအကယ်၍မပီမတလေးတွေဖြစ်သွားခဲ့လို့ရှင်နားလည်ပေးပါလို့ပြောချင်ပါတယ်ရှင်ဘလောင် အောင်စာလိုမျိုးဖြစ်နေတော့လေဟုတ်ဗီတောင်ဆိုတာကယောက်ျားလေးတွေရှေ့မှာတက်ပြီးခေါ်တဲ့နမည်ပေါ့ဗမာတွေကမောင်တက်တယ်လို့ပေါ့မင်းကလေးကြတော့ဒီတောင်ဆိုတဲ့အမည်ကိုရှေ့ကတက်ခေါ်တယ်ဗီတောင်တို့ဒီတောင်တို့ဆိုတာကဆမ်လိုင်းတအောင်မျိုးနွယ်စုတွေပေါ့သူတို့ကိုအရင်ကရွှေပလောင်လို့လဲခေါ်တယ်အခုတော့ရွှေပလောင်ငွေပလောင်ဆိုတာမရှိတော့ဘူးတအောင်ပလောင်ပဲခေါ်ကြတော့တယ်ဒီလိုခေါ်ဖို့မျိုးနွယ်စုအားလုံးကသဘောတူညီခဲ့ကြတယ် ယောက်ျားလေးအရှိမမိုင်းမိန်းကလေးအရှိမလွေးဆိုပြီးတက်ခေါ်လာကြတော့ရူမြန်တအောင်းမျိုးနွယ်စုပေါ့ကျေးဇူးပါလွေးဒါနဲ့ပလောင်ကိုပါလို့တအောင်းလို့ခေါ်တာလဲပလောင်ဆိုတာကဗမာနဲ့တခြားတိုင်းရင်းသားတွေကလွေးတို့ကိုခေါ်တဲ့တိုင်းရင်းသားအမည်ပေါ့ဒါပေမဲ့လွေးတို့ကကို့ဘာသာကိုကြတော့တအောင်းလို့ခေါ်တာပါဥပမာကွာရှမ်းကိုဗမာနဲ့တခြားတိုင်းရင်းသားတွေကရှမ်းလို့ခေါ်တယ်ရှမ်းတွေကြတော့သူတို့ကိုသူတို့တိုင်းလို့ခေါ်တယ် ကိုဘာသာစကားနဲ့ကိုလူမျိုးအမည်ကိုပြန်ခေါ်တဲ့သဘောပါပဲဟုလွေးကစိတ်ရှည်လက်ရှည်ရှင်းပြသည်ကျောင်းကျိန်ဒီမှာသုံးယောက်သားလဖေးရည်ဆိုင်ကထလာခဲ့ကြသည် လွေးတင်မေးထားသည့်တအောင်ပလောင်ဘာသာစကားကို ကျွန်တော်ကအလားစာအုပ်တအုပ်ဖြင့်ရေးမှတ်ထားသည်တအောင်ပလောင်ဘာသာစကားကို ကျွန်တော်ပြန်ပြီးလေ့လာအောင်မည် လွေးသည်နမ်ဆန်မျိုးသူဖြစ်သည်နမ်ဆန်မျိုးဟူသည်ကတီဘောမျိုးမြောက်ဖက်မိုင်90ခန့်အကွာတောင်မော်ဒေသအမြင့်ပေ9332တွင်ရှိသည့်တီချာဆန်သောမျိုးဖြစ်သည်နမ်ဆန်ဆိုသည်မှာဗမာလူဆိုပါကရေတုံအောင်ချမ်းအေးသည့်မျိုးဟုအတိပ္ပယ်ရကြောင်းဆရာမြတန်းတင်းဤလွမ်းမောဖွယ်ကံမောဇစာအုပ်တွင်ဖတ်ရသည်လက်ဖက်ထွက်ရှိရာမျိုးဖြစ်၍လက်ဖက်မျိုးတော်ဟုလည်းတင်စားခေါ်ဝေါ်ကြသည် ကွင်းစားခွင့်ပေး။ယခုတော့2008ဖွဲ့စည်းပုံအရပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသတွင်ပါဝင်သည့်မြို့ဖြစ်နေပြီ။ပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသတွင်မြို့နှမျိုးသာရှိသည့်နမ်ဆန်နှင့်မန်တုံမြို့တို့ဖြစ်သည်။လွေအဖေကရှမ်းအမေကတအောင်ပလောင်ဖြစ်သည်မွေးချင်း၃ယောက်ထဲမှာလွေကအငယ်ဆုံးဖြစ်သည်အကို၂ယောက်ရှိသည်၂ယောက်စလုံးအိမ်ထောင်ကျနေပြီဖြစ်ကြောင်းလွေကကျွန်တော်ကိုပြောပြသည်လွေမိဘတွေက လက်ဖက်အချိုကျောက်ဆက်ယုပ်ပိုင်ရှင်တွေဖြစ်သည်။လွေးသည့်ရုပ်ရည်ချောမောလှပသောချမ်းသာသောမိသားစုက ပေါက်ဖွာလာသောမိန်းကလေး။ကိုရန်ရောက်မှ သူကတီဘောကိုရောက်လာသည်။တီဘောကသူ့အတော်အိမ်မှနေရင်းကြောင်းတက်သည်။နမ်ဆန်မှလည်းအထက်တန်းကြောင်းရှိသည်။လွေးတော်ကတီဘောလာနေရန်ခေါ်၍လာနေခြင်းဖြစ်သည် လွေးသည်ငါးပေ6လက်မရှိသောကျွန်တော်အရက်နှင့်မတိမ်မရင်ငါးပေ9လက်မရှိသည်ဟု ကျွန်တော်ကိုပြောသည်အသားဖြူသည် ခန္ဓာကိုယ်ပြည့်သည် ရေးလိုက်ရင်အချိုင်လေးနှစ်ဖက်နဲ့အတူသဆွဲဖွေးဖွေးလေးတစ်ချောင်းပေါ်လာတတ်သည်မျက်ခုံးထူထူတွေကလွေးမျက်နာမှာအလှဆုံးရာဟုကျွန်တော်ထင်သည်အမတ်တမဲကြည့်ရင် လွေးကရုပ်ရှင်မင်းသမီးမေဝင်းမောင်နှင့်အတူသည်ကျွန်တော်ကတော့မေဝင်းမောင်ထက်ပိုချောသည်ဟု ထင်သည်ကိုယ်တန်းရောက်မှခင်မင်ခွင့်ရတော့လေလွေးကကျွန်တော့်အပေါ်တန်ရောစင်ကြီးသည် ကျောင်းပေးရဲ့နမ်ဆန်ပြန်ရင်ကျွန်တော်အိမ်အတွက်လက်ဖက်ဆိုးလက်ဖက်ချောက်တွေကိုလက်ဆောင်အဖြစ်ယူလာပေးသည်။လွေအားနေသည့်ဘာသာရက်ကိုကျွန်တော်ကကူပြီးရှင်းပြပေးရသည်။ကျွန်တော်အပိုင်နိုင်ဆုံးကမြန်မာစာဖြစ်သည်။စာစီစာကုန်းရေးလျင်ကျွန်တော်ကအစွမ်းပြတတ်သည်။ဆယ်တန်းကျောင်းသားဘဝမှာကတည်းကကျွန်တော်ဆောင်းပါးတွေကြပြားတွေကရန်ကုန်ကထုတ်သည့်မဂ္ဂဇင်းတွေမှာဖော်ပြခံနေရပြီ။လွေကစာစီစာကုန်းမရေးတတ်ဟုဆိုသည်။ ကျွန်တော်တင်ပြပေးတော့လဲထင်သလောက်တတ်မလားပါတခြားဘာသာရဲ့တွေမှာတော့လွေးကတော်သည်ဟဲ့ညီမဘာတွေတွေးနေလဲငါဘာစာတင်လိုက်တယ်လဲနင်းသိလားဤကိုဘောဂဗေဒဆီယာမဒေါခင်ဝင်းစိန်ကစာတင်နာရက်ပြီးကျွန်တော်ကိုလမ်းပြောသည်ဆီယာမကကျွန်တော်တို့အတန်းမိုင်လဲဖြစ်သည် စာအတင်ပြကောင်းသည်စေတနာလဲကောင်းသည်ကျူရှင်မတင်ကျောင်းမှာတခါတည်းတအောင်တင်သည် နည်းနည်းတော့ကျန်းသည်ကျွန်တော်ကလူအကြောင်းစဉ်းစားနေခြင်းဖြစ်သည်ဆီယမဘာရီတင်လိုက်မှန်းမသိမတ်တက်ထားရက်လိုက်သည်ဆီယမကိုမလိန်ခြင်းမမသိပါဘူးဆီယမဟုကျွန်တော်ဖြေသည်အေးအဲ့လိုယောက်ျားပြပြီးဝင်ခန်းတာကိုငါအကြိုက်တယ်ဘဲသိမလဲစာထဲမှာစိတ်မမဝင်စားတာစာပွဲဒီလောက်နီးနေရအောင်လာခဲ့ရှိကို ဆ ्याम အတော်လေးစိတ်တူနေသည် တခန်းလုံးအကြီးကကျွန်တော်စီရောက်လာသည် အခန်းရှိဆ ्याम စာတင်သည့်နာရောက်လာသည်လက်ဖြတ်ဟုဆ ्याम ကပြောသည်ကျွန်တော်ကလောက်ဝါးနှစ်ဖက်ကိုဖြန့်ပေးလိုက်သည်ဆ ्याम ဤဂိူနာဒေါသတွေကချိန်လုံးမှတဆင့်ကျွန်တော်လောက်ဝါးနှစ်ဖက်ပေါ်သို့ပြင်းထန်စွာ စီးဆင်းလာသည်ဆ ्याम ကိုကျွန်တော်စိတ်မဆိုးပါဆ ्याम ကျွန်တော်ကိုချစ်မှန်းကျွန်တော်သိပါသည်သို့သော ရိုက်ချက်ကပြင်းသည် လက်ဖွားနှစ်ဖက်စလုံးတစ်ဆက်ဆက်တုံနေသည်တခန်းလုံးတိတ်ဆိတ်နေတော်လဲကျိန်လုံးနဲ့လက်ဖွားထိတန်တွေကစူညံနေသည်အရိုက်ခံနေရင်ကျွန်တော်လွေးကိုခိုးကြည့်လိုက်ပါသည်လွေးသည်ခေါင်းငုံပြီးစာအုပ်တအုပ်ကိုဖတ်နေသည်ဒီနေရာမှာလည်းလေကျွန်တော်တခုလောက်စကားချက်လေးအနေနဲ့အဲပြောပြချင်တာကျွန်တော်ကလည်းဒီဘောเจ้าမှာတက်ခဲ့ရဆိုတော့လေဒီဘောသူဘောเนาะပြောမယ်ဆိုအဲ ဒီမှာကတော့သူကဆရာမလို့ရေးထားရပါတော့เนาะဒါပေမဲ့ကျွန်တော်တို့ចောင်းကြီးကအဲဒီအထက်ကចောင်းပါတော့အရင်တော့ကចောင်းကြီးရတခုပဲရှိရဆိုတော့ចောင်းကြီးလို့ခေါ်ပါအဲ့ဆိုအမကကျတော့ဆရာတွေရောဆရာမတွေရောအကုန်လုံးဆရာလို့ပဲခေါ်တာရှင့်ဒီမှာတော့သူကဆရာမလို့ရေးထားတာပေါ့เนาะဟုတ်ကဲ့ပါဒါလေးကတော့ចုံတော့ပြောပြတာပါရှင်ဖေဖော်ဝါရီလနောက်ပိုင်းဤနေ့လေခင်းကပူပြင်းလွန်းလာသည် တီဘောသည်ပင်လယ်ရေမျက်နှာပြင်အထက်1398ပေတွင်သာရှိသည်ရှမ်းပြည်နယ်ရှိအခြားမြို့များထက်မြေနှိမ်ပိုင်းပိုကျသောနေရာတွင်တည်ရှိသည်ကျောင်းပိတ်၍ကျွန်တော်ဆက်ပိန်းတစင်းဖြင့်မြို့ထဲထွက်လာသည်မြို့လေကောင်မိသက်ရှိရှိပန်းသခင်လက်ဖေးဆိုင်မှာမိဘုံပြန်တို့ထိုင်နေသည် သူတယောက်တည်းမဟုတ်ဆယ်တန်းဤကအောင်မျိုးဦးလဲပါသည်ကျွန်တော်ကလက်ဖေးဆိုင်ရှိမှာဆက်ပိန်းရက်ပြီးဆိုင်ထဲဝင်လာသည် ကြော်ရင်တို့စပွဲမှာဝင်ထိုင်ရင်လဖိရီတစ်ခွက်မှာသည်ကြော်ရင်ကလွေးကိုရီးစားစာပေးထားသည် လွေးကထိုးစာကိုမဖတ်ဘဲကျွန်တော်ကို ပေးသည် ထိုးစာကိုကျွန်တော်ကဖတ်ကြည့်သည်ဖတ်ပြီးမိဘုံပြန်ကိုစနောက်ချင်းစိတ်ပေါ်လာသည်ဟေ့ကောင်မိဘုံပြန်ရီးစားစာရေးရင် ကြပြားလေးပါလေးထည့်ရရတယ်စာကြီးပဲဆိုတော့ဖတ်ရတာမမိုက်ဘူးနောက်ဆိုရှည်ရှည်ရေးဆရာမောင်စိန်ဝင်းပတိကုန်းကြပြားလေးပါလေးထည့်ရေး ငါကဘယ်သူ့ကိုရီးစားစာပေးလို့လဲကွငကြီးငညီရမိဘုံမြန်ကကျွန်တော်ကိုငညီဟုခေါ်ရင်ပြောသည်ဘယ်သူ့ကိုမှမပေးမိဘူးလားကျွန်တော်ကသူ့ကိုပြုံးကြည့်နေရင်ပြောလိုက်သည်ငတိကသဘောပေါက်သွားသည်မင်းကွာသူများရီးစားစာယူမကြည့်သင့်ဘူးလေဟာဟာလာသေးဘယ်သူစီကမှယူကြည့်ရမဟုတ်ဘူးငါစီတက်တက်ရောက်လာတာဖောက်တော့မဖောက်ရသေးဘူးမိဘုံမြန်နည်းနည်းမျက်နှာပြတ်သွားသည်သို့တော့မျက်နှာတော့ပြောင်သေးသည် ကျွန်တော်နဲ့လွေတို့ကြီးဆက်ဆက်ရေးကိုလည်းသူကတည်သည်ဖတ်ပြီးရင်လည်းပြီးရောကွာ ဟုမိဘုံပြန်ပြောသည်ကျွန်တော်ကသဘောကျစွာရေးရင်လဖြစ်ရေးကိုသာငုံတောက်နေသည်ဟက်ကောင်ကညီလွေရမင်းကိုစိတ်ဝင်စားနေရနော်ဟုအောင်မျိုးကပြောသည်ကြံကြီးစီရကွာမင်းကလေးအားနာစရာမဟုတ်ဘူးဟက်ကောင်တကယ်မင်းကိုစိတ်ဝင်စားနေရငါတို့အားလုံးသိတယ်ဟုအောင်မျိုးကဆိုသည်မဟုတ်တာကွာရိုးရိုးသားသားခင်တာပါကွာ အေးလုံနေလူရတကယ်ကိုလှတာနော်တော်ကြသူများနောက်ပါသွားမှရင်ခွဲပလက်ဖြစ်နေအောင်မယ်ဘီခန်းကအောင်စော်မြင့်ဆိုတဲ့ကောင်းကလည်းလူကိုစိတ်ဝင်စားနေရနော်ဆောင်းမွေးဘွားကကက်နေပြီမင်းတို့ကစာကြက်မယ်စိတ်မကူပဲဒါတွေပဲစိတ်ဝင်စားနေကွာကဲတွားပြီကွာရှင်းလိုက်တော့လဖေးဆိုင်ကထွက်တော့နေကအတော်ဆောင်းနေပြီစပိန်အစုပ်ကလေးစီရင်လူအကြောင်းစဉ်းစားလာမိသည်လူကကျွန်တော်ကိုခင်သည်တယောစဉ်လဲရှိသည်ဟုကျွန်တော်ထင်သည်

သူကကျွန်တော်ထက်တစ်နှစ်စောပြီးဆယ်တန်းအောင်သည် ကျွန်တော်ကမူလတန်းမှာတခါဆောင်မွေးပွဲကြသေးသည်ကိုစောနန်းကိုသည်ကျွန်တော်တို့မျိုးဤအလှပြင်မှာသူ့ကိုစိတ်ဝင်စားသူတွေကလည်းများသည် စိတ်ဝင်စားသူများကအရွယ်ဆုံးသည်ဇိုးရဝင်ထန်းចောင်းသားစီးပွားရေးလုပ်ငန်းရှင်စသဖြင့်ဒီအထဲမှာကျွန်တော်လိုအညာတရဆယ်တန်းចောင်းသားတူလဲပါသည်ကျွန်တော်ကဆယ်တန်းတတိနှစ်မှာသူ့ကိုသတိထားမိသည် နောက်တော့ချစ်မိသည် သို့တော့မပြောရဲပြောဖို့လည်းအစီအစဉ်မရှိသေးကျွန်တော်ကသူ့ကိုတော့နေ့စဉ်မြင်ကျင်တွေ့ကျင်မိသည်သို့နှင့်သူ့ကိုမြင်တွေ့နိုင်ရန်ကြိုးစားသည်ကျွန်တော်တို့အိမ်နဲ့မင်းမွေးမှာစောက်အငှားဆိုင်လေးတစ်ဆိုင်ရှိသည်စောက်ဆိုင်နံမီကဟိန်းညနေပိုင်းအချိန်ရောက်လျင် ထိုစောက်ဆိုင်လေးသို့နတ်သမီးလေးတစ်ပါးရောက်ရှိလာပြီးစာအုပ်လာငှားလေးရှိသည် သူကစောနန်းကို ညနေခင်းအချိန်ရောက်လျင်ကျွန်တော်ရင်ခုန်သံတွေစူညံနေလေးရှိသည်ကျွန်တော်ကစီယာတက်ကတူဖုံးနိုင်ဤလွမ်းတေးမဆုံးစေနဲ့စောသခင်ဆိုသည့်စာအုပ်လေးကိုနှစ်သက်သည်တို့အတွက်စောနန်းကိုကိုကျွန်တော်တယောက်တည်းတိတ်တခိုးပေးထားသည့်အမည်တစ်ခုရှိသည်စော ကျွန်တော်တို့မျိုးဤရွှေရောင်ညက်နေခင်းသည်စောနန်းကိုကြောင့်ပိုလှလာသည်ဟုကျွန်တော်ထင်သည်သူကအသားဖြူသည် အရက်လည်းမြင့်သည်ခန္ဓာကိုယ်ကပြပြဖြူဖြူမျက်လုံးတွေကတမင်မလေးတကောင်ဤမျက်လုံးတွေလားထင်ရသည်သူရေလျင်ပလဲလုံးလေးတွေနဲ့တူသည့်သွားဖူးဖွေးတွေကသူ့ရေတံကိုပို၍ချုံမြအောင်အားဖြည့်ပေးသည်ဟုကျွန်တော်ထင်သည် ဖြူသက်နေသည့်အသားရည်ကငိမ့်ဤသည့်အလှတရားကို ဖော်ညွှန်းသည့်ပြယုတ်ဖြစ်သည်။သူရေးလျင်ကျွန်တော်ငိုရသည်။ရင်ထဲကငိုခြင်းဖြစ်သည်။သူအလှတရား၏ညှို့ယူဖန်ဆားမှုကိုမခံစားနိုင်သောကြောင့်ကျွန်တော်ငိုရခြင်းဖြစ်သည်။ညနေ9:00နာရီထိုးလျင်စာအုပ်ဆိုင်လေးနဲ့မနီမွေးမှာရှိသည့်လဖြစ်ရည်ဆိုင်လေးကိုကျွန်တော်ရောက်နေလေရှိသည်။နတ်သမီးလေးစောနန်းကိုကြီးအလှကိုခရရှူစားရန်ဖြစ်သည်။ ူကစာအုပ်ဆိုင်ကို FISAT အမျိုးအစားစပိန်လေးဖြင့်လာခြင်းဖြစ်သည်ရွှေအိုရောင်ညက်နေခင် FISAT စပိန်အဖြူရောင်စပင်ရှည်ရှည်နဲ့သမီးလေးတစ်ပါးနှင့်စာအုပ်ဆိုင် အားလုံးကကြပြဆန်ဆန်လှနေသည်လက်ဖိဆိုင်လေးတည်းရှိကြောင်ကြကြစပွဲလေးတစ်လုံးမှထိုင်ရင်ကျွန်တော်ကသူ့ကိုတိတ်တခိုးငေးလေးရှိသည် သူလာမိလန်းကိုမျှော်ကြည့်ရသည်ကလည်းပင်မလွန်းလှသည်သို့တော့ကျွန်တော်ပြောပါသည် ညနေရောက်တိုင်းကျွန်တော်ကသူ့ကိုတိတ်တခိုးမျောငေးတတ်သည်ကို သူမသိဟုကျွန်တော်ထင်ပါသည်ကျွန်တော်ကလည်းမသိစေချင်ပါကျွန်တော်ငေးသည်ကိုသိပြီးသူစောက်ဆိုင်မလာတော့လျင်ကျွန်တော်ရင်ခွဲရပါလိမ့်မည်ဝေးဝေးကငေး၍ဝေးဝေးကလမ်းခွင့်ရနေခြင်းကိုပင်ကျွန်တော်ကြော်ရွှင်ကျင်နဲ့နေမိပါသည်နောက်ပိုင်းကာလတွေမှာတော့စောနန်းကိုကိုတိတ်တခိုးငေးကြီးခွင်းကိုလက်လွတ်ဆုံးရှုံးခဲ့ရပါသည် စောနန်းကိုစောက်ဆိုင်လာရင် သူ့ဘေးမှာမျိုးသားတယောက်ကပ်ပါလာလေးရှိသောကြောင့်ဖြစ်သည် အနီပုတ်ကိုကဆိုင်ကယ်ကိုဖြင်းညင်းစွာ စီးနှင်းပြီးကျွန်တော်နဲ့သမီးလေးနားတွင် ကပ်ပါလေးရှိသည်ထို့သို့ပါလာရင်နဲ့သမီးလေးကလည်းပြုံးရွှင်နေလေးရှိပါသည်ဒီမြင်ကွင်းကကျွန်တော်ကိုခြောက်ခြားစေပါသည်သူနှင့်နတ်သမီးလေးကိုတိတ်တခိုးငေးကြည့်သည့်အလုပ်ကို ကျွန်တော်ကယဉ်နာနာဖြင့်ဆွလွတ်လိုက်ရပါသည် မစွန့်လွတ်လင်းကျွန်တော်တည်သွားနိုင်ပါသည်ရင်းနောက်ပိုင်းမှာတော့ကျွန်တော်တို့မြို့လွေဤညက်နေခင်းတိုင်းကအမှောင်လွှမ်းသောအကြီးတန်းညက်နေခင်းများဖြစ်သွားသည်ဟုကျွန်တော်ထင်ပါသည် ကျွန်တော်နဲ့သမီးလေးနားမှာကပ်ပါလာလေးရှိသည့်ဆိုင်ကယ်စည်းသမားဤအမိကဆိုင်းလောင်မင်းဖြစ်သည်ဟု ကျွန်တော်သိရပါသည် ဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြရစီနော်။နောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာပြီးကင်းကြပါစေ။နောက်ထပ်အပိုင်းစက်လေးတွေဖတ်ပြတဲ့အခါမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။